ငါရုပ်ရည်ရာတာမန်မှာပဲလှလုံးလည်းလို့လဲပြန်ငေးရတဲ့အထိမပါခဲ့ပါဘူး။ဒါပေမဲ့ငါကငါတိတ်သဘောကျတာပါပဲ။မိတ်ကပ်လေးနဲ့ကလှသွားတယ်လို့ခံစားရတယ်။မျက်နှာပဲတက်ပြီးတီရှပ်အပွားကြီးဝတ်မုတ်ပတ်စာနဲ့ငါကငါလေးသဘောကျနေသေးပဲ။ငါရဲ့ပြင်ဆင်ထားတဲ့ပုံရိပ်လေးကိုမျက်နှိုးတယ်လို့ငါရဲ့အမရွတ်တွေကိုလည်းငါချစ်ပါတယ်။ဖြူသည်ဖြစ်စီညိုသည်ဖြစ်စီငါအသားရောင်လေးကိုသဘောကျတယ်။ငါ့ကိုတကယ်စိတ်ရင်းနဲ့ချစ်ပေးတဲ့သူတွေအတွက်ငါသဘောကျစရာလူတယောက်ပါပဲ။ ငါ့ကိုမုန်းနေတဲ့သူတွေအတွက်လိုက်မခံစားပေးနိုင်ပါဘူး။ငါ့ရဲ့ဖြစ်တည်မှုကိုငါချစ်ပြီးငါ့ရဲ့အေးချမ်းတဲ့ရဝန်လေးမှာနေတယ်။ငါဟာလွတ်လပ်စွာရှင်သန်တဲ့တာမန်အမျိုးသမီးလေးပဲဖြစ်ပါတယ်။နံပါတ်၁ငယ်ဝယ်တုန်းပန်းနိုင်မရှာပဲအချစ်မှတာယာနေရင်တင့်ရဲ့ဘဝပြရာခတ်သွားမယ်။နံပါတ်၂တင့်ရဲ့ဘဝကိုစာအုပ်တွေကမြင့်တင်ပေးနိုင်နေစရာကိုစိတ်ချလက်ချယုံကြည်အားကိုးပါ။မလုတ်တပ်ဘူးမပြောနဲ့အလောက်ကတင်သွားမှာပါ။ အဓိကတော့ကိုစိုက်ထုတ်တဲ့အားပုံမှာပဲမှုတည်တယ်။ယုံကြည်မှုကမြေအိုးတလုံးလိုပဲ။ကြာကွဲသွားပြီဆိုရင်အကောင်းပကတိပြန့်ဖြစ်ဖို့မလွယ်ကူတော့ဘူး။မသိရင်မေးမှသိပါမယ်။မေးရတဲ့တတိယလူတိုင်းမှာရှိတဲ့အရာပါ။ဒါက အောင်မြင်တဲ့သူရဲ့လက္ခဏာတစ်ခုပါ။နံပါတ်3အလွယ်တကူရနေသေးပြီးတော့တံမိုးဆိုတာက နားလေသေးမှမဟုတ်ပါဘူး။စာဖတ်လို့ပတ်စံမရပါပေမဲ့ပတ်စံရနိုင်မယ့်နေလန်ကိုတော့စာအုပ်တွေဖတ်ခြင်းကနေရနိုင်ပါတယ် ဒါကြောင့်အားလက်ချိန်တိုင်းစာဖတ်ပါနံပါတ်၄လောကကြီးကရိုရှင်လုံးပါလေလက်လျှော့တက်တဲ့သူကိုအရှုံးနေပေးပြီးစူးစမ်းတက်တဲ့သူကိုရောအောင်မြင်မှုတွေပေးတယ်နံပါတ်၅ဘဝမှာမပြစ်နိုင်ဘူးဆိုတဲ့အတွေ့အမျိုးကိုခဏခဏမတွေးပါနဲ့ကြာရင်ဘာမှမလုပ်တတ်တဲ့ဘဝကိုရောက်သွားလိမ့်မယ်ပစံအကျွေးဆေးပြားတမန်နဲ့ရတာရှိရဲ့မို့ကိုစိတ်ချလက်ချစားလို့ရတဲ့ခေတ်ကိုမိခဲ့ဘူးတဲ့ လက်ဖက်ရည်တစ်ခွက်ခောက်ဆွဲကြော်တပွဲဆိုတာနေမကောင်းတဲ့အခါမှာစားရတဲ့အလွန်အရသာရှိတဲ့အစားအစာဖြစ်တဲ့ခက်ကိုမိခဲ့ဘူးရေအရုပ်နဲ့အမျက်မရွှေကျွေးတဲ့စတူရီသားကိုဘာယောဂါမှမကြောက်ရပဲအလူအရက်ပျော်ပျော်ရွှင်ရွှင်စားခဲ့ရတဲ့ခက်ကိုမိခဲ့ဘူးရေမိုးရသည်မိုးရေထဲမှာဘဲကားအနေနဲ့မှမရှိပဲရက်ွက်ထဲကလမ်းပေါ်မှာလွတ်လွတ်လပ်လပ်ဘလုံးကန်ခဲ့ရတဲ့ခက်ကိုမိခဲ့ဘူးရေ ဘာအကြောင်းကြောင့်နေမကောင်းပဲဖြစ်ခဲ့ဖြစ်ခဲ့ကိုပါစိတ်ကိုကိုရက်ပြုတ်ရင်းနဲ့တာယုံနဲ့ပျောက်တဲ့ခက်ကိုမိခဲ့ဘူးရယ်ကိုပိုင်ကမပြောနဲ့စပိန်နာလူတိုင်းမစီနိုင်တဲ့အခြေအနေမှာတငယ်ချင်းတွေနဲ့ကြောင်းတက်ကြောင်းစင်လမ်းလျှောက်ရင်းပျော်ရွှင်ခဲ့ရတဲ့ခက်ကိုမိခဲ့ဘူးရယ်ကြောင်ထမင်းဆိုင်ထဲမှာပဲပြုတ်တော့ဓမ္မမဟုတ်ဘဲဥပြုတ်တလုံးပါယုံနဲ့မိဘအောင်မညွညင်တဲ့ခက်ကိုမိခဲ့ဘူးရယ်ခုခက်ကအဲ့လိုမျိုးဆိုတေသွားမယ်ရှင်သွားမယ်မသိမရှင်ဖြစ်သွားမယ်ဆိုရဲခက် နွေရာသီကြောင်းပေရမှာညစဉ်ညတိုင်းလမ်းမောထွက်ပြီးကစားနည်းမျိုးစုံကိုပျော်ရွှင်စွာကစားခဲ့ရတဲ့ခေတ်ကိုမိခဲ့ဘူးရယ်။တစ်စေလုံးတစ်မျိုးလုံးမှာမှတစ်လုံးနဲ့ရှိတဲ့အမျိုးအင်အား TV ကိုစိတ်မျိုးတစ်တိုင်စုပြီးကြည့်ခဲ့ရတဲ့ခေတ်ကိုမိခဲ့ဘူးရယ်။ဖျားပွဲမှာကာရဲဆက်ကိုကြားမမရွေးမိုးအလင်းကြည့်ပြီးအိပ်ပြီးမနက်မိုးစင်စင်လေးမှာထပြန်လဲ။ဘာအကြောင်းကြီးငယ်မှမဖြစ်ခဲ့တဲ့ခက်ကူမိခဲ့ဘူးရယ်။သေးသားမတော်ဆက်ကြပေမဲ့ဖြူစင်တဲ့ခင်မင်းစင်တွေနဲ့မောင်နှမရှင်ပမာဆက်ဆံခြင်းတွေရှိတဲ့ခက်ကူမိခဲ့ဘူးရယ်။ ကြီးသူရှုသည်ရွှေတွေကိုလေးစားငယ်သူတနာရမယ်ဆိုရဲမြန်နိုးစရာလူကျင်ဝတ်တွေထွန်းကားရခဲ့ကိုမိခဲ့ဘူးရယ်ပြန်တွေးလိုက်ရင်အရှာရာဟာလွမ်းစရာတွေပါပဲလေ